အပိုင်းနေနဲ့ပြောရင်တုံးမျိုးပဲပြောပါတော့အချင်းချုပ်ပြောရင်ဒီရွက်ောက်ပွဲပြပြအောင်ဒေတာလုံးဆုံးပဲအဲဆူဆူဆူယုံမီးဖြစ်လို့ရတယ်။အဲဒီလိုမျိုးချင်းနေဆိုတော့ဘယ်လိုရေးယူမလဲ။အဲဒီလိုရှိရင်ဒီကိုယ်လည်းနေနဲ့ဒီအဲဒါပေမဲ့ဒီရတော့ကိုယ်လည်းဒီရလဲဆိုလို့နေအောင်တော့ဘာလုပ်မလဲ။အဲ့လိုလိုရတယ်ပြောမှဒီမဲယုံနဲ့ပတ်သက်တဲ့ကိစ္စတွေဒီတော်တော်ကိုယ်တိုင်ပါဘောကော်မရှင်လို့မဲဆန္ဒရှင်ကြီးသူတို့ အသက်ဘေးကဒီဒီထိခိုက်တာလို့ရှင်မလုပ်မယ်ဆိုပြီးတော့ဥပဒေပါဒီလက်ခံတာလောလောဘူပြောရတော့အနေဆုံးသုံးသုံးထက်လောက်ကနေပြီးတော့အမြင့်ဆုံးတည်တယ်နောက်ထိချမှတ်လာတဲ့ဒီပြတ်ထတာပြတ်ထန်းထားတာလေဘယ်လားဆိုတော့ဟိုဥရဲ့သဘောတရားပြတ်ထန်းဥပြတ်ထန်းတော့မတက်ရောက်ဘူးတက်ရောက်ဖန်ရှင်လို့ဘူးလို့ဖို့ဆိုတဲ့နေရာမှာလေလုံနိုင်ရဲ့စွမ်းရည်ရှိလားဆိုတော့အဲအဲ့တော့လုံနိုင်ရဲ့စွမ်းရည်ရှိဖို့အတွက်ကိုအစိုးရအနေနဲ့ ပြည်တော်စုအစ်င့်ကနေပြီးတော့ပြီးတော့အခြေခံစစ်ကိုပြောပါတော့ပြီးတော့အခြေခံစစ်ဒီဒီလုံခြုံရေးဆိုင်ရာစီမံချက်နဲ့ပတ်သက်ပြီးဆောင်ရွက်ဖို့ဖွဲ့စည်းတယ်ဖွဲ့စည်းပြီးတဲ့အချိန်မှာလက်တွေ့တက်ကြတဲ့ဆောင်ရွက်နေတယ်ပြီးရင်ပြီးတော့တတိယအခြေခံတွေမှာဆောင်ရွက်တရားဥပဒေစုံမူရေးလုပ်ငန်းစဉ်တွေဆောင်ရွက်တာပုံမူတဲ့အဲပေါ့ဖွဲ့စည်းမှုတွေနဲ့ဆောင်ရွက်ခဲ့တာဖြစ်တယ်ပြီးတော့လက်ရှိလည်းအရေးယူဆောင်မှုတွေရှိတယ်ရောက်ောက်ပွဲကိုပြည်လို့ရပြည်စီကြောင်း ဒေတာဖြန့်ဝေတဲ့လူတွေကိုလည်းဥရေရအရေးယူနိုင်ရေးဆောက်ရက်နေတယ်။ကော်မရှင်ကိုယ်တိုင်ကလည်းပြောတယ်။သိရသိချင်းချက်ချင်းကြောင်းကြပါချက်ချင်းထီးထီးရောက်ရောက်အရေးယူမယ်လို့ပြောတယ်။ဒါလိုပဲသက်ဆိုင်ရာဒီအာဏာပိုင်ဖွဲ့စည်းတွေကလည်းဒီလုပ်ငန်းတွေအောင်မြင်နိုင်ရေးပဲဆောက်ရက်နေပြီးတော့လုံခြုံရေးပြည့်ပြည့်ဝဝပေးနိုင်ဖို့လိုအပ်တယ်လို့သူတို့ယူဆထားတယ်။သူတို့ကအမတ်ကကြကိုစာနေတယ်ခေါ့။လက်တွေ့ကြကြဆောင်ရွက်ပေးမယ်လို့သူတို့ယူရထားလို့ဒီဟာတွေကိုပိုင်လိုက်ရတယ်။အဲ့တော့ ောက်ချက်တဲ့လူတွေကလည်းနောက်ချက်ပါဒါပေမဲ့အနာရိုက်ပစီနဲ့ဒူရော်တို့ပြည်သူလူထုကရဲရဲဝံဆောင်ရည်ပြီးတော့ရဲရဲဝံတိုက်ဖို့လို့ရှိတယ်ဒီလက်ရှိကဲတို့ဟာလုပ်နေတာရှိတယ်အကြီးခံရရှိတယ်ဟိုဒီရုပ်ောက်ပဲနောက်ချက်တဲ့လူတွေကိုဒီလေးသားဖြတ်ဖို့လုပ်ဆိုကြတဲ့လူတွေလက်ရှိရင်းခံရတယ်ရှိပါတယ်ဒီမဲဆက်စီရင်ကာလကိုရပေါင်း60ပဲတက်မှတ်လိုက်တာအခြေအနေအဖြစ်ပေါ့ဒီလွတ်တော်ကိုယ်စားလှယ်ရဲ့အဲတချို့ lâu xa mua địa bàn đông núi đi bên này một đoạn ta lao sơ sa lại một mình sợ